ာဂါသာအင်သည်စူဆန်းရှောက်ဖေသူများအင်တာစတာလာ2014ကဘာကြီးရဖုန်နေပြင်းတဲ့တဖြည်းဖြည်းပြက်စီးလို့လာပါပြီအသေးနဲ့တွေလည်းမျိုးတွန်းကုန်ပြီးကဘာတဝမ်းမှာစာနယ်ရိတ်ခါရှားပါမှုနဲ့ကြုံတွေ့နေကြရပါပြီကူပါရိုမီတာဆိုတော့ပြောင်းကင်းနေစိုက်ပျိုးထားတဲ့အတွက်အစာတောက်တဲ့မပူရပေမဲ့လေခက်ခဲတဲ့ဓာတ်တွေကိုရှင်းဆိုင်နေရတော့ပါပြီ။ တမီလီမတ်စ်နဲ့တာဖြူသူတွန်နိုးနဲ့တူရခမာဖြစ်တဲ့ဒေါ်နယ်လိုနဲ့တူနေထိုင်ပြီးသူရဲ့ဘွားကိုပြောင်းခင်းနေတယ်ပဲအတူတူဖျက်သန်းနေကြတာဖြစ်ပါ යි အမန်နေကတော့ကူလ်ပါဟာအလွန်ကျွမ်းကျင်တဲ့အစစ်မြင့်လေးရင်မောင်းနဲ့ပိုင်လို့တူပါ NASA ရဲ့အာကာသအင်ဂျင်နီယာတူလည်းဖြစ်ပေမဲ့မိမမရှိတော့ရဲ့နောက်ပိုင်းမှာတော့တမီနဲ့တာကိုစောင့်ရှောက်ရင်းလေသမားလုံနေရတာပဲဖြစ်ပါ යි ကိုဘာအသိပ္ပံနဲ့ပတ်သက်ပြီးအတော်လေးဆရာထက်သန်မှုလည်းရှိတယ်လို့စူးထီထွင်မှုတွေကိုလည်းရှုသွတ်တဲ့သူတစ်ယောက်ပါ။ဒါကြောင့်သူ့ရဲ့လေမှာအတုံပြူရဲ့ဆက်တွေအကုန်လုံးကိုသူကိုယ်ရန်ပြုလုပ်ထီထွင်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးနေပညာရင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ရှုသွတ်တဲ့ဗီဇာကိုတမီဖြစ်တဲ့မာတကရရှိပါတယ်။မာကဆယ်နှစ်သာရှိသေးပေမဲ့လည်းတွေးခေါ်မှုနဲ့ပတ်သက်ပြီးထက်မြက်တဲ့ကလေးတယောက်ပါ။ဖခင်ဖြစ်သူရဲ့တိတ်ပံနေပညာအစင်းမြင့်စာအုပ်တွေကိုအမြဲတမ်းရှုဖက်ပြီးလေးလာနေတတ်တဲ့သူဖြစ်ပါ යි ။ ။ဒါကြောင့်သူ့ရဲ့ခန်းထဲမှာလက်တလောတွေးနေကြတဲ့ထူဆန်းတဲ့အရာတွေကြောင့်ပျော်ပြလာတဲ့အခါမှာကူပါကတော့သိပ္ပံပညာမှာတရေဆိုတာမရှိတဲ့အတွက်ဘာမှမကြောက်ဖို့ပြောပြလာခဲ့ပါတယ်။တလွန်နဲ့တည့်ရက်မှာမာနက်တန်တို့ရဲ့အကြောင်းမှာမိဘဆင်းခွန်စာရတဲ့အတွက်တာဖ၃ရောင်လုံးကြောက်သွားခဲ့ပါတယ်။မာတင်ပြေဆွဲမှုမကျွမ်းကျင်တဲ့အတွက်ကြောင့်လမ်းချော်ပြီးဘိန်းပေါက်ခဲ့တာဖြစ်တဲ့အတွက်လမ်းမှာတာဖ၃ရောင်လုံးဘိန်းဆင်းဖာရပါသည် မာကသူမရဲ့နာမည်နဲ့ပတ်သက်ပြီးဘရောမမချိနဲ့ခဲ့ရသူပါ။ဒါကြောင့်မာဖီးယားဥပဒေကိုအစွဲပြုပြီးနာမည်ပေးထားတဲ့သူမရဲ့နာမည်ကြောင့်မေးတဲ့အခါမှာသူမရဲ့နာမည်ဟာမကောင်းတဲ့သဘောမျိုးမဟုတ်ပဲဖြစ်လာမယ့်ရာတွေကဘလို့မဆိုဖြစ်လာမယ့်အကြောင်းကိုပေးထားတဲ့နာမည်ကောင်းလေးဖြစ်တယ်လို့ဆိုလာပါတော့တယ်။ တားဖောက်သုံးယောက်ဘိန်းဖာလို့ပြီးမှပဲအဝေချင်းလေရင်တစ်စင်းဟာသူတို့နဲ့မဝေရဲ့နေရာကနေဖြတ်တန်းသွားတဲ့အတွက်ကုဘာထိန်းနိုင်ဖို့ကောင်းကိုပြောင်းခင်းနေဖြတ်ပြီးလိုက်ပါတော့တယ်။ယူသူမှုရဲ့အဆွန်ကိုရောက်တဲ့အခါမှာတားဖောက်သုံးယောက်လည်းကြောက်ကဘာဆွန်ကိုရောက်နေပြီဖြစ်ပြီးလေရင်ကိုလည်းထိန်ထုတ်နိုင်ခဲ့တယ်လို့လေရင်မှာပါရင်ရှောင်းလေးကိုလည်းလဲထုံရမှာအသုံးပြုဖို့ဖြုတ်ယူပြီးကြောက်ကိုဆက်မောင်းကြပါတော့တယ်။ တယောက်တာလည်းနောက်ကျခဲ့ကြသလိုရုံကန်ထဲမှာစောင့်မျှော်နေတဲ့တည်င်းကကောင်းလာရဲ့တည်င်းမဟုတ်ပါဘူး။တော်ရဲ့အမတ်တွေကကော်လင်းဝင်ဖို့အမတ်တွေကိုမမီရဲ့အတွက်ပြညာတက်တယောက်ထက်ပြည်သူ့ကိုအကျိုးပြုမဲ့လဲသမားကြောက်တာဖြစ်စေခြင်းကြောင့်ကျောင်းအုပ်ကအကြံပေးလာခဲ့တယ်လို့ မတ်ကတော့ညံထက်လွန်ပြီးအရွယ်ထဲမလိုက်တဲ့စင်စာတက်ပုံတွေကြောင့်အဖေဖြစ်သူရဲ့တိတ်ပင်တင်ယူဟောင်းတွေကိုကြောင်းယူလာပြီးခလေးမေနဲ့ညီရန်ဖြစ်ခဲ့ရဲ့ဆိုရဲကြောင်းဆရာမဆိုလာခဲ့ပါတယ်။သူပါသူ့ရဲ့ခလေးညောက်ကိုတေချာဆုံးမပေးမဲ့အကြောင်းပြောပြီးလာမယ့်ပေးရက်မှာဘေ့စ်ဘောပွဲကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီပွဲကြည့်ရင်ခလေးမေကိုဖြစ်ချင်တဲ့အတိုင်းပံပိုးပေးမယ်ဆိုရဲကြောင်းပြောနေရင်တဲမုံတိုင်းဟာရုတ်တရက်တိုက်လာခဲ့တဲ့အတွက်အင်ဦးအမြန်ပြေးစားရပါပြီ။ အရောက်တဲ့ခါမှာတဲမုံတိုင်းတိုက်မအောင်မသိတဲ့အခန်းတကာဖွင့်ထားခဲ့မိရဲ့မာဖတယောက်အပေါ်ထက်ကိုအလင်းမြတ်တက်သွားလိုက်တဲ့ခါမှာတော့ဖော်မုတ်တရားထူဆန်းတဲ့နေနဲ့ကြနေအောင်တွေ့ခဲ့ရတာပဲဖြစ်ပါ යි အဲ့ချိန်မှာကူပါအကြံပေါက်သွားပြီးဒီဖော်မုတ်တရားကပဆွဲငင်အားကြောင့်ဖြစ်ပေါ်လာတဲ့ကုတ်တေဖြစ်ကတီနီယာပြရဲ့အမတ်တွေဖြစ်တယ်လို့ဆိုပါတော့တယ်ဒါကြောင့်ဖုန်နီယာပြရဲ့အမတ်တမဲ့တီနီယာကိုရှာဖို့မာဖနဲ့တူထွက်လာခဲ့ကြပါတော့တယ် ဒေါနတ်ကြီးတခုနာမှလမ်းဆုံသွားရဲ့ခါမှာတော့ပိတ်ထားရဲ့ချက်နှကားကိုဖြတ်ဖို့အတွက်ပလိုင်ယာနဲ့သွားဖြတ်နေတော့မှပဲအလင်းတန်းကြီးတခုပေါ်လာပြီးတာဖာညောက်ကိုခေါ်သွားခဲ့ပါသည် အမှန်တကယ်မှာတော့ကူပါလို့လျှောက်သွားတာကကမ္ဘာအလျောက်ဝယ်ဆုံးနေရာတစ်ခုဖြစ်တဲ့နာဆာဌာနပဲဖြစ်ပါ යි ။အဲ့ထဲမှာအမလီနဲ့ကူပါရဲ့ဆရာဖြစ်တဲ့မစ္စတာဘရန်တို့ရှိပြီးအခြားသိပ္ပံပညာရှင်တွေများစွာလည်းရှိပါ යි ။ထိုနေရာကိုရောက်ဖို့ကန်တီးယားနဲ့တဘာမလုံဆွဲအားတစ်ခုကတွန်းပို့လိုက်တာဖြစ်ပေမဲ့သူတို့တကယ်လိုအပ်နေတဲ့သူဟာလည်းကူပါပဲဖြစ်ပါ යි ။ကမ္ဘာကြီးကစာနယ်ရေးခါတော်နဲ့မမှန်တော့တဲ့အခါမှာနိုင်ငံတော်ဟာလည်းသူတို့ရဲ့သိပ္ပံဖွဲ့စည်းကိုမထောက်ပံ့ပေးကြတော့တာဖြစ်တဲ့အတွက်ဒီကိစ္စကိုအကောင့်ထည့်ဖို့အမြန်ဆုံးလုံးဆောင်နေကြတာဖြစ် ြစ်ပါတယ်။အကြောင်းရင်းရတော့ကဘာကြီးကမကြခင်မှာပြစ်စီတော့မှာဖြစ်တဲ့အတွက်လူသားမျိုးဆက်မပြတ်စီအောင်အိမ်သစ်တလုံးကိုရှောက်ဖေးဖို့ပဲဖြစ်ပါတယ်။အစီအစဉ်တစ်ခုအနေနဲ့ကဘာပေါ်ကလူတွေကိုအခြားချို့ပေါ်ရွှေ့နိုင်ဖို့နဲ့အကယ်၍မအောင်မြင်ခဲ့ရင်တီးသန့်သိမ်းဆဲထားတဲ့လူသားမျိုးနွယ်တွေကိုဂျိုတစ်မှာမျိုးဖောက်ပေးဖို့ပဲဖြစ်ပါတယ်။ဒါမှလူသားမျိုးနွယ်ကိုထိန်သိမ်းနိုင်မှာဖြစ်တယ်ဆိုပေမဲ့လေကူပါတော့သူ့ပါဝင်ဖို့ကိုညှင်းဆန်နေခဲ့ပါတယ်။ဒါပေမဲ့လေလူသားမျိုးနွယ်ဟာသူ့သမီးဖြစ်တဲ့မာတို့မျိုးဆက်ကသာနောက်ဆုံးဖြစ်လာတဲ့အထိကဘာကြီးကစိုးဝ ွားလာမှာဖြစ်တဲ့အတွက်ကြောင့်ကုဘာမမကဲတင်အလုံးဖြစ်စည်းကြရတော့မှာဖြစ်ပါတယ်။ဒီလိုနဲ့သားဖားညောင်အိမ်ပြန်လာတဲ့ချိန်မှာမာဖ်ကတော့ကုဘာကိုလှည့်မကြည့်တော့ပဲအိမ်ထဲကိုပြေးဝင်သွားခဲ့ပါတယ်။ကုဘာကြောင့်အဂါသရဲကိုသွားဖို့လက်ခံလိုက်ပါပြီ။လူသားမျိုးနွယ်ထက်သမီးလေးရဲ့မျိုးဆက်ကိုဆက်လက်ရှင်သန်အောင်ပြုလုပ်ချင်တာဖြစ်တဲ့အတွက်သူ့သွားမှာဖြစ်ပါတယ်။ မတ်ကအဖေကိုမသွားစေချင်တယ်လို့သူမခံထဲမှာအမြဲပြနေရဲ့ကုတ်တွေရဲ့အဖေကိုရှာကြည့်ရခါမှလေးစတေးဆိုရဲ့အဖေကိုပြရတဲ့အတွက်သူမဖေကိုထွက်မသွားဘူးအသေးတန်ပြောနေပါ යි ။ဒါပေမဲ့လက်ခံပြီးရဲ့တောင်ဝင်ကိုခြေပေါ်အောင်ထန်းဆောင်တော့မှာဖြစ်တဲ့အတွက်ကြောင့်တွားကိုတွားရတော့မှာဖြစ်တဲ့အတွက်မတ်ကိုပြန်လာမယ်လို့ကတိပေးပြီးအချိန်နဲ့တူရဲ့နိုင်တစ်ခုကိုပေးလိုက်ပါ යි ။ ာဂါဒရဲ့ရှောင်းလို့အချိန်နဲ့မတူကြတော့မှဖြစ်ပေမဲ့သူပြန်ရောက်တဲ့အချိန်မှာတိုက်စစ်ကြည့်နိုင်မှုပေးခဲ့တာပဲဖြစ်ပါတယ်။ဘယ်ချိန်ပြန်လာရမှန်းတော့မသိတဲ့အဖေဖြစ်သူအတွက်ရှင်နာလို့နိုင်ယူပြစ်ပေါက်ပြီးစိတ်ဆိုးနေခဲ့ပါတယ်။ကုပါကတော့တာနဲ့သမီးကိုရောက်ခမစီမှာအတ်ထားခဲ့ပြီးအာဂါဒရဲ့ကိုထွက်လာခဲ့ပါပြီ။အရင်လွတ်ထားတဲ့အာဂါဒရှင်မှု၃ယောက်ကဂျိုတကုစီကိုရောက်နေကြပြီဖြစ်ပြီးထိုဂျိုတွေကိုတယောက်စစ်စစ်ရမှာဖြစ်ပါတယ်။ အာဂါသရှင်မူနေအောင်နဲ့ကူပါရဲ့ထောက်တာဘရန်ရဲ့သမီးဖြစ်တဲ့အမလီဘရန်နိုနဲ့တူအာဂါသရဲ့ကိုရှာဖွေမှုစတင်ခဲ့ကြပါတော့တယ်။ရှင်ထဲမှာစွမ်းအင်ကိုခြွေတာဖို့အတွက်ဖန်တီးထားတဲ့စေးစင်ရေအေးရာကြီးပေနဲ့အချိန်တော်တော်များများကိုအိတ်ဆက်ပြီးကုန်ဆုံးရပါပြီ။သူတို့ဟာအချိန်သက်သာအောင်လို့ဂျူရီစီကိုတွားဖို့အတွက်ဝမ်ဟိုလို့ခေါ်တဲ့ တွင်းနဲ့ဆက်လုံးကြီးတဲ့ကိုဝင်ကြရပါ යි ထိုတဲ့ဝင်တဲ့အခါမှာအာကာသရေဟာအချိန်တနာရီဟာကဘာမှာတော့အချိန်9နှစ်ကြာမှဖြစ်တဲ့အတွက်အချိန်မကုန်သေးဘူးအမြန်လှုပ်ရှားကြရပါတော့တယ်ပထမတစ်ခုတွေ့ရကျူဟာရှေးပေကြည့်ပဲဖြစ်နေပြီးအစင်မပြေခဲ့တဲ့ဖြင့်ရှင်ပေါ်ကိုပြန်တက်မှာအချိန်မီမဆွဲလိုက်နိုင်တဲ့အတွက်ရှင်မူကြောက်ကိုအသက်ဆုံးရှုံးလိုက်ရပြီဖြစ်ပါ යි ဒါလို့နဲ့ရှင်းတဲ့ကိုပြင်ရောက်တဲ့အခါမှာကဘာပေါ်မှာအချိန်ကာလ23နှစ်ကြာသွားပါပြီ။ကုဘရဲ့သားကြီးကလည်းမိမရှာလို့ပထမကလေးကလည်းစုံပါသွားပြီဖြစ်ပြီးဒုတိယကလေးကိုလည်းကုပါလို့အမည်ပေးမဲ့အကြောင်းကိုပတ်တန်းဗီဒီယိုလေးတွေ့လိုက်ရပါပြီ။ဒါအပြင်မော့ဖ်ကလည်းသူမတို့ကိုတရားဖြစ်ထားဖို့အတွက်အခုလိုထွက်သွားတဲ့ပုံမှာအဖြစ်ဖြစ်သူအဖြစ်တင်ထားတဲ့ဗီဒီယိုကိုလည်းပို့ထားပေးပါသေးတယ်။ ဒါလို့နဲ့ဒေါက်တာမန်ကြီးရဲ့အချက်ပြမှုကြောင့်အဲ့ဂျိုဘော်ကိုတွားရဲခါမှာတော့ဒေါက်တာမန်ကလည်းအသက်ရှင်နေရဖြစ်ပြီးထိုဂျိုဘော်မှာနေလို့ရရဲဆိုတဲ့အကြောင်းပြောလာခဲ့ပါ යි ။ဒါကြောင့်ကူဘားကကဘာဘော်ကိုပြန်ဖို့လုပ်နေခဲ့တယ်လို့ကူဘားရဲ့သမီးမာဖ်ကလည်းထိုအချိန်မှာလူရီကိုကဲတင်ဖို့စူးစမ်းလှုံ့ဆော်နေတဲ့အချိန်ပဲဖြစ်ပါ යි ။ဂျိုမှာနေထိုင်နိုင်ဖို့လိုက်ပတ်ကြည့်ရှုနေတော့မှပဲဒေါက်တာမန်က ပလန် A ရမဖြစ်နိုင်မဲ့သိရတဲ့အတွက်သူတို့ကိုညှခေါ်ပြီးကပောက်ကိုပြန်ဖို့ကြိုးစားနေတာဖြစ်လို့ကုပောက်ကိုကြောက်ထဲတွန်းချခါရှင်ဘောအမြန်တက်ပြေးပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ကုပါဟာတေကံမလျှောက်ပဲဒေါက်တာဘရန်ရဲ့ကဲတင်မှုကိုခံခဲ့ရပြီးရှင်ထဲကိုပြန်ရောက်ခဲ့တယ်လို့ဒေါက်တာမန်ကလည်းရှင်ရဲ့ချိတ်ဆက်မှုမရှိခင်မှာတကာဖွင့်လိုက်မိရတဲ့အတွက်ပောက်ကွဲပြီးအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ေါက်တာအက်စမန်ရဲ့ကြိုးသွားဖို့လောင်စာမလုံလောက်တော့ရတဲ့ဒေါက်တာဘရန်ကိုသာပို့ပြီးကုပါကိုတော့တိုမန်ရှင်အဆင့်ငါးကိုရအောင်တွန်းဖို့ထားခဲ့လိုက်ပါတော့ရီတိုအခါမှကုပါသူ့သမီးခန်းလေးရတရင်ဟာသူဖြစ်နေကြောင်တီးခဲ့ရပြီးသူ့သမီးလေးနဲ့ဆက်သွယ်နိုင်ဖို့စင်ပေါ်မှာတင်ထားခဲ့တဲ့သူ့ဘီရဲ့နိုင်ကိုအုံပြုတ်ပြီးဆက်သွယ်ပါတော့ရီနောက်ဆုံးမှာတော့ဒိုင်မေရှင်အဆင့်သုံးကိုရှောက်ပြီးဆေးရုံကတိပေါ်မှာကုပါအသက်ရှင်ခဲ့ပါပြီလူသားအလုံးကလည်းစီစဉ်တင့်အရာသူ့သမီးမာတီရဲ့ကဲတင်မှုကြောင့် အာဂါဒရဲမှာခြေချနိုင်ခဲ့ပါပြီ။ကူဘာနဲ့တမီဖြစ်သူတို့တွေ့ကြရတဲ့အချိန်မှာအသက်140ကျော်နေပြီဖြစ်တဲ့တမီဖြစ်သူကိုတွေ့ရပြီးအသက်ထွက်တော့မယ့်ဆဲဆဲမှာသူမဖေကိုဒေါက်တာအက်စတာမန်ပြောတဲ့ဂျိုးသွားဖို့အကြံပေးခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ဂျိုသေးပေါ်မှာရှောင်းနေနေပြီဖြစ်တဲ့ဒေါက်တာဘရန်ဟာကုဘကိုစောင့်နေရင်စကားလေးနဲ့အဆုံးသက်သွားပြီဖြစ်ပါ යි အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင်